လေးစားချစ်ခင်ရတဲ့မိတ်ဆွေများအားလုံးပဲမင်္ဂလာပါယူဆက်ခွန်အသင်းတွေရဲ့အာရှဖလားချစ်စစ်ပွဲအုပ်စုပွဲတွေဟာဆိုရင်တော့ဖြည့်ခီးတဝက်လောက်ကိုရောက်လာပြီလို့ပြောရပါမယ်မြန်မာပါဝင်နေတဲ့အုပ်စုကြီးမှာဆိုရင်တော့ပြိုင်ဆိုင်မှုပြင်းထန်နေတယ်လို့ဆိုလို့ရပြီးတော့အုပ်စုအောင်နိုင်မှုအတွက်အသင်း၃တင်းရမှတ်တူအားစိုက်ပြေးလွှားနေပါတယ်။ဇယားရဲ့ထိတ်ဆုံးမှာအိုမန်အသင်းကရမှတ်6မှတ်9ကွာဟာချက်9ဂိုးနဲ့အဆင့်တင်နေရ မြန်မာအသင်းကရမတ်6မှတ်9ကွာဟာချက်6ဂိုးနဲ့အဆင့်2နေရာဆီးရီးယားအသင်းကတော့ရမတ်6မှတ်9ကွာဟာချက်2ဂိုးနဲ့အဆင့်3နေရာမှာရပ်တည်နေပါတယ်။အာဖဂန်နစ္စတန်အသင်းနဲ့နီပေါ်အသင်းတို့ကတော့နိုင်ပွဲမရသေးဘူးနှစ်ပွဲစီရှုံးထားကြပါတယ်။လာမယ့်ပွဲစဉ်မှာတော့မြန်မာအသင်းနဲ့အိုမန်အသင်းတွေ့ဆုံနေပြီးတော့ဇယားထိပ်ပိုင်းအပြောင်းလဲတွေဖြစ်သွားနိုင်မယ့်ပွဲပါပဲ။မြန်မာအသင်းအနေနဲ့ခြေစစ်ပွဲအောင်မအောင်ကိုလည်းအဆုံးဖြတ်ပေးလိုက်မယ်ဒီပွဲစဉ်မှာပါ။ ီအုပ်စုအတွင်းမှာဆိုလို့ရှိရင်မြန်မာအသင်းတွေနဲ့အဓိကရင်ဆိုင်ရမှာကအိုမန်အသင်းနဲ့ဆီးရီးယားအသင်းဖြစ်ပါတယ်။ဒီနှစ်သင်းလုံးနဲ့ရင်ဆိုင်မှုကြံနေသေးတော့ရင်ခုန်မှုတော့ကောင်းတယ်။အိုမန်အသင်းကိုအနိုင်ရရှိမှသာလျှင်အခြေအနေကတော့ကောင်းနိုင်မယ်ခင်ဗျ။တည်ကြခဲ့မယ်ဆိုရင်တော့မြန်မာအသင်းကအုပ်စုနောက်ဆုံးပွဲစဉ်မှာဆီးရီးယားအသင်းနဲ့ထပ်မံရင်ဆိုင်ရမှာဆိုတော့ရမှတ်စုဆောင်းဖို့အတွက်ခက်ခဲသွားလိမ့်မယ်။အိုမန်အသင်းကတော့အုပ်စုနောက်ဆုံးပွဲစဉ်မှာအာဖဂန်နစ္စတန်အသင်းနဲ့ရင်ဆိုင်ရမယ့်အခြေအနေဆိုတော့အုပ်စုတက်နိုင်မှု ။အိုမန်အတင်းအတွက်အတော်လေးချိန်နေကောင်းသွားနိုင်တယ်လို့ပြောရမှာပါ။ဒါကြောင့်မလို့တင်းနဲ့တက်ရမယ့်အချိန်နေဖြစ်တာကြောင့်အမားခံလို့လုံးဝမရပါဘူး။လာမယ့်28ရက်နေ့ဒီပွဲစဉ်ကနေပြီးတော့ကောင်းကောင်းဖြစ်ထုတ်ပေးနိုင်မှာသိကြပါရစေ။စီးရီးယားအတင်းကတော့မြန်မာအတင်းတင်းနဲ့နဲ့တာရင်ဆိုင်ဖို့ကြံနေပြီးတော့အနိုင်ရဖို့မဖြစ်မနေလိုအပ်နေတာလည်းဖြစ်ပါရစေ။အခြားသောအုပ်စုပွဲစဉ်တွေမှာတော့ရီမင်းတရုတ် BNN အီရန်အော်စတြေးလျထိုင်းအသင်းတို့ကအုပ်စုတက်နိုင်ခြေရှိနေပြီးတော့မြန်မာအသင်းကတော့လာမယ့်အိုမန်အသင်းနဲ့ပွဲစဉ်ရလကအဆုံးဖြတ်ဖြစ်လာတော့မှာပါကိုနိုင်ငံမှာလည်းလက်ခံကစားတာဖြစ်လို့ပရိသတ်တွေကလည်းဝင်းရအားပေးကြဖို့တိုက်တွန်းလိုပါတယ်ခင်ဗျာဟုတ်ကဲ့ပါအခုလို update ဖြစ်နေတဲ့အားကစားတဲ့တွင်တွေကိုအချိန်မှတိဆက်ပေးနေကြဖြစ်တယ်ကျွန်တော်တို့ channel လေးကိုလည်း subscribe လုပ်ပေးကြပါဦးနားဆင်ပြီးတဲ့ဒုတိယချီးစီတိုင်းအေးချမ်းပျော်ရွှင်ပါစေခင်ဗျာ